အငင်းပွားနေတဲ့ကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုကိုဒေသရင်းပြိုင်ဘက်နိုင်ငံကြီးတွေကကြောထောက်နောက်ခံပေးထားတယ်လို့ညူဒေလီကပြစ်တင်ဆွဆွဲလိုက်ပြီးတဲ့နောက်ပိုင်းအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့အကြားပါကိုက်ရင်နားကိုက်မယ်ဆိုတဲ့တန်တမန်ရေးဆောင်ရွက်မှုတွေကြာတာပရင်းတွေကအရှိန်မြှင့်လာခဲ့ပါတယ်။ အင်္ဂါနေ့ကပဟာဥက္ကံမှာဖြစ်ပွားခဲ့တဲ့အယက်သား26ဦးတပ်ဖြတ်ခံရမှုမှာတာဝန်ရှိတဲ့တနတ်သမားတွေကိုလိုင်းလံရှာဖွေမယ်လို့ဝန်ကြီးချုပ်ကကြေပြူပြောကြားလိုက်ပါတယ်။ပါကစ္စတန်ကိုလည်းနေဆက်ဖြတ်ကျော်အကြမ်းဖက်မှုကိုအားပေးထောက်ခံနေတယ်လို့ဆွဆွဲလိုက်ပါတယ်။ဒါကမှလုံးကိုကျွန်တော်တို့ပြောလိုက်ပါတယ်အချမ်းဖက်သမားတယောက်စီတိုင်းနဲ့သူတို့ကိုထောက်ခံပံ့ပိုးပေးသူတွေကိုဖော်ထုတ်နောက်ရောက်ခံအပြစ်ပေးသွားမယ်လို့မိုဒီကဝိမဝန္တာတောင်းနှန်းဒေတာကပြက်ခတ်တိုက်ခိုက်မှုအပြင်ပထမဆုံးမင်ခွန်အဖြစ်ပြောကြားခဲ့ပါတယ် သူတို့နောက်ကိုကဘာဆုံးတိုင်လိုက်လံချင်မုံမယ်လို့လည်းသူကပြောဆိုသွားပါတယ်။ ဝရံပြေတရဏသမာသုံးအနကနှစ်ဦးကိုပါကစ္စတန်လူမျိုးတွေလိုအိန္ဒိယရဲ့တပ်ဖွဲ့ကဖောက်ထုတ်ရရှိထားပါတယ်။ပါအောက်ခံမှာဖြစ်ပွားခဲ့တဲ့အယက်သားတွေအပေါ်မှာကြောက်မက်ဖွယ်ကောင်းလာတဲ့တိုက်ခိုက်မှုကရာစုနှစ်တစ်စိမ့်လောက်ပိုင်နက်နယ်မြေအငင်းပွားနေကြတဲ့မွတ်စလင်အများစုနေထိုင်တဲ့ကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တာပါ။ယူဒီလီကရေဝေခွဲရေးသဘောတူစာချုပ်ကိုဆိုင်းငံ့လိုက်ကြောင်းကြေညာခဲ့ပါတယ်။ပါကစ္စတန်နဲ့အထက်ကကုန်းလန့်နယ်ဆက်ဖြတ်ကျော်စခန်းကိုပိတ်ထားလိုက်ကြောင်းနဲ့တန်တမန်ဆက်သွယ်မှုအစဉ်အတန်လျှော့ချထားကြောင်းတွေကိုလည်းကြေညာခဲ့ ဲ့ပါတယ်။ပါကစ္စတန်လူမျိုးတွေကိုထုတ်ပေးထားတဲ့ဗီဇာတွေကိုလည်းပုတ်တုံးနေညမှာပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှယ်ဘတ်ရှာရစ်ကလည်းပြုလုပ်ခဲ့တဲ့အမျိုးသားလုံခြုံရေးကော်မတီအစည်းအဝေးကိုထိတ်တန့်စစ်အရာရှိတွေနဲ့ကျင်းပခဲ့ပါတယ်။ ဒီထက်မှာတကူထွန်းလာတဲ့ကြီးတက်ဦးစီးချုပ်အစင်မူနေလက်ပါဝင်ပါတယ်။ပါကစ္စတန်နိုင်ငံရဲ့အထုပ်ချာအာဏာနဲ့ပြည်သူတွေရဲ့လုံခြုံရေးကိုချိန်ချမှုမှန်သမျှကိုနေပယ်ပေါင်းစုံမှခိုင်ခိုင်မာမာလက်တုံပြန်ဆောင်ရွက်သွားမယ်လို့ပါကစ္စတန်ကြီးညာချက်မှာဖော်ပြထားပါတယ်။ယုံကြည်စိတ်ချလောက်တဲ့စုံစမ်းစစ်ဆေးမှုလည်းမရှိစစ်ဆေးနိုင်တဲ့တပ်တွေထောက်ထားလည်းမရှိပဲနဲ့ပဟားကမ်ကိုတိုက်ခိုက်မှုကိုပါကစ္စတန်နဲ့ဆက်နွယ်ဖို့ကြိုးပမ်းမှုတွေကကြော်ကမဲနိုင်ပြီးဂျိုးချောင်းစင်ကျင်မှုလည်းကင်းမဲ့ကအရှုံးထွက်မဲ့ရုပ်တည်တာဖြစ်တယ်လို့အဲ့ဒီကြီးညာချက်မှာ မှာရေးသားဖော်ပြထားပါတယ်ရှင်လောကမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝင်ပြည်ချက်ကြီးကိုမြင်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။